ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥပညာဝင်သားပါဘုံကြီးနဲ့တွေ့နော်ဟောဘုံကြီးပါဆရာကြီးအသက်ကတက်တော်က62နှစ်ဝါတော်က24ဝါပါ24ဝ67ဟုတ်ပြီ။ចောင်းတိုင်ဖုန်းကြီးပါဆရာကြီး။ဒီပန်တောင်းပါလား။ပန်ပန်တောင်းဘရောင်းပေါ့နော်။ဘရောင်းကဘရောင်းကပြီဘရောင်းပြီဘရောင်းဟုတ်ပြီ။ဟုတ်ကဲ့ဆရာကြီး။ចောက်ကက်မှာចောက်တယ်တာပါတဲ့။ចောက်ကជីနေလို့ပါတဲ့။ ကြောက်ကကြီးနေတာဟုတ်ကဲ့ဆရာဝန်ကခွဲရမယ်ပြောပါတယ်တဲ့ဆဲတော့လို့အဆင်ပြေပါဦးမလားတဲ့အဲ့ဒါကတော့ခွဲတာမခွဲတာတော့ခွဲပါလို့လည်းအကြံမပြုလို့ပါဘူးမခွဲပါနဲ့လို့လည်းမတားလို့ပါဘူးဟုတ်ကဲ့ဆရာအဲ့တော့ခုတကားတကားမှမိသားစုတိုင်မြင်ပါဟုတ်ကဲ့ပါဒီပြတော့တော့ကြောက်ကနဲ့ပတ်သက်လို့အစာဓာတ်စာပေးပါမယ်ကြောက်ကအတွက်အကောင်းဆုံးဓာတ်စာသည်ကြောက်ဖြူုံသည်နဲ့ဖရေသည်ပါ ဟုတ်ကဲ့ဆရာကြီးကြောက်ဖြုံဒီကိုဘလို့ပုံစံနဲ့စားစားပြုတ်ပဲတူတူဟင်းကျူပဲချက်တော့တော့အသားလေးနဲ့ပဲရောချက်ချက်ကြောက်ဖြုံဒီစားပါနောက်ဖရေသည်ကလည်းပဲဖရေသည်အမဲ့ကိုခလေးတွေစားတယ်လို့လည်းစားပါဖရေသည်အနူလေးတွေကိုလည်းပဲဟင်းချက်ပြီးတော့စားပါကြောက်ဖြုံနဲ့ဖရေသည်စားပါနောက်မဲစီလီရွက်နဲ့ဂွေတော်ရွက်ပေါက်ပန်းပြူရွက်သုံးခုပေါ့နော်မဲစီလီ ်ခွေးတော့ပုံပန်းယူမဲစလီအဖူရောအရွယ်ရပါတယ်ခွေးတော့ဆိုလို့စေချေယူနေပြုတ်တော့တာမျိုးနောက်ပုံပန်းဖြူအဲ့အစာကိုစားလိုက်လို့ရှိရင်ဒီယောဂစီတောက်တလူကိုအကျူတက်ရောက်ပြီးတော့ယောဂကင်းစင်သွားပါလိမ့်မယ်ဟုတ်ကဲ့ဆရာအလားတူခံစားနေတဲ့လူသူများအားလုံးလည်းပဲမျှဝေလိုက်ပါတယ်လို့ဆရာပြောလို့ပါတယ်ဗျာဆရာလိမ့်စေရောရှိသေးလားဆရာအဲအဲ့ဒါတော့လိမ့်တာကတော့ အားလုံးပေါ့နော်ဝင်လဲမလေးတဲ့ဤပေါ့နေ့ကိုတနခါလိမ့်ပါညကိုကရမဲလေးလိမ့်ပေးပါအဲကြောက်ကက်နေရတယ်ပဲဟမ်ကြောက်ကက်နေရဘိုက်ကိုပဲလားကြောက်ကက်ရှိတဲ့နေရာပေါ့ကြောက်ကက်ဆိုကြောနောက်မှာရှိတာပဲဟုတ်ကြောပေါ့နော်အဲ့ဒါလေးလိမ့်ပါအပြန်ကြီးလိမ့်နေတဲ့တဲ့ကြောက်ကက်တော့ပဲလှန့်လိမ့်လို့ပဲရမလဲဟုတ်ကဲ့ဆရာသူကလိမ့်စီလိမ့်စီကြောက်ကက်ရှိတဲ့ area ကိုလိမ့်ပေးရဲ့ဟုတ်ကဲ့ပါဒါတက်တာသွားမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်း 不要、啊、信那玩意儿。